โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစ် channel မှာ batman အကြောင်းတွေကိုအစိုးအကောင့် version အစုံတော်တော်များများလောက်ခဲ့ဘူးပါရစ်ဒီနေ့တော့သူ့ရဲ့အိန်တော်ထင်းကြီး alfred အကြောင်းကိုပြောပါမယ်အိန်တော်ထင်းလို့သာခေါ်ပေမဲ့ alfred ကအိန်တော်ထင်းတယောက်ဆိုတာထက်အများကြီးပိုပါရစ် batman အတွက် robin တွေထက်တောင်အရေးပါတဲ့အထောက်ပံ့ကြီးဖြစ်သလို bruce wayne အတွက်လည်းမိဘတယောက်နဲ့မချအရေးပါပါရစ်ဆိုတော့ alfred က wayne family ထဲဘယ်လိုရောက်လာလဲဆိုတာဒီဗီဒီယိုမှာပြောပါမယ်နာမည်အရင်က alfred bunnywood ဖြစ်ပါရစ် သူ့ရဲ့နောက်ခံစာကြောင်းကထင်ထားတာထက်စိတ်ဝင်စားစရာကောင်းပါ रे သူ့ကိုလန်ဒန်မှာမွေးခဲ့ပြီးတော့လူငယ်ပြီးပြီးခေါင်းမာပြီးအိမ်ကနေခဏခဏထွက်ပြေးတတ်ပါ रे သူ့အဖေကတော့ Wayne Family ရဲ့အိမ်တော်ထင်းဖြစ်ပါ रे အဲဒါကြောင့်အမေရိကန်မှာနေတဲ့သူ့အဖေနဲ့အင်္ဂလန်မှာမွေးတဲ့ Alfred ကတော်တော်စိတ်မာ रे ဂျေကန်ကန်ကောင်လေးတွေတော်တော်များများလောက်ကြတဲ့အတိုင်းပဲ Alfred ကအသက်ပြည့်တော့စစ်ထဲဝင်လိုက်ပါ रे အဲ့မှာပဲမိမရပြီး Julia လို့ခေါ်တဲ့သမီးတယောက်လည်းရှာခဲ့ပါ रे Alfred ကရေချင်းရှိတဲ့စစ်သားကောင်းတယောက်ဖြစ်လို့ SAS လို့ခေါ်တဲ့ British Special Air Service ရဲ့အထူးတပ်သားအဖြစ်ရွေးချယ်ခံရပါတယ်။ SAS ကတစားကန်ကဲတာတွေ၊အန္တရာယ်များတဲ့ရန်သူနယ်မြေစီကင်းထောက်တာတွေနဲ့အကြမ်းဖက်သမားတွေကိုနှိမ်နှင်းတာလိုမျိုး Special Operation တွေလုပ်ဖို့ဖွဲ့စည်းထားတဲ့ Special Force တစ်ခုပါ။ဒီလိုမျိုးစစ်ဘက်ဆိုင်ရာအတွေ့အကြုံတွေရှိခဲ့တာက Batman ကိုကူညီရမှအများကြီးအထောက်အပံ့ဖြစ်ခဲ့ပါတယ်။ Dark Knight Trilogy ထဲမှာဆိုရင် Alfred က SAS မှာတာဝန်ထမ်းဆောင်နေတော့မြန်မာနိုင်ငံမှာတာဝန်ကျသေးတယ်လို့တောင်ပြောဘူးပါတယ်။အချိန်တစ်ခုကြာမှာတော့သူ့အဖေ Jarvis Bunnyworth ဆုံးသွားပါတယ်။ Jarvis က Talon ဆိုတဲ့ assassin တယောက်ကြောင့်တည်သွားခဲ့တာပါ။သူ့မသေးခင်မှာ Alfred ကို Wayne အိမ်တော်မှာအိမ်တော်ထိမလုပ်ဖို့အတွက်စားရဆောင်ရေးပြီးပို့လိုက်ပါတယ်။တိုက်တိုက်ဆန်ဆန် Alfred ကလည်းစစ်သားဘွားကအနာယူခြင်းလို့တက်ထဲကထွက်ပြီးလန်ဒန်ကိုပြန်ရောက်နေခြင်းဖြစ်ပါတယ်။အဲဒါကြောင့်စစ်တပ်လိပ်စာနဲ့ပို့လိုက်တဲ့စာကသူ့စီမရောက်ဘဲလမ်းလွဲသွားပါတယ်။ သူ့အဖေဆုံးတဲ့သတင်းကြားပြီးတော့ခေါ်တံမျိုးကိုရှောက်လာပြီးသူ့အဖေရဲ့အိမ်တော်ထင်းရထူးကိုစက်ခံလိုက်ပါတယ်။စစ်သားဘွားကအနာယူလိုက်ပြီးဖြစ်တဲ့အတွက်အေးအေးချမ်းချမ်းအိမ်တော်ထင်းဘွားမှနေဖို့ဝင်လောက်တာပါ။အဲ့ဒီအချိန်မှာဘရူးစ်ဝိန်းရဲ့အသက်က၄နှစ်ပဲရှိပါသေးတယ်။ဘရူးစ်အသက်၈နှစ်မှာတော့သောမတ်စ်ဝိန်းနဲ့မာသာဝိန်းတို့ကလမ်းကြားတစ်ခုမှအသက်ခံလိုက်ရပါတယ်။ဒီသတင်းကိုကြားကြချင်းအယ်ဖရက်လည်းအခင်းဖြစ်တဲ့နေရာကိုချက်ချင်းသွားပြီးဘရူးစ်ကိုခေါ်ထုတ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးတော့ Bruce ရဲ့အုတ်ထိန်သူဖြစ်လာတဲ့ Alfred ကသားတယောက်လိုနီးမှန်လမ်းမှန်နဲ့ပြိုထောင်ပေးခဲ့ပါတယ်။ဒီလိုနဲ့ပဲ Bruce က Billionaire Bruce Wayne အနေနဲ့အရန်ကိုထမ်းမြတ်တဲ့စီးပွားရေးသမားဖြစ်လာသလိုဒုစရိုက်သမားတွေနာမည်ကြားယုံနေတဲ့တေးထွားအောင်ကြောက်ရတဲ့ Batman ရဲ့လိုဖြစ်လာပါတယ်။ဒီကြားထဲမှာနောက်မှတစားတစားတွေ့ရတဲ့ Untold Story တွေအများကြီးရှိပါတယ်။အကုန်လုံးလိုက်ပြောရင်တော့ဗီဒီယိုကပြီးမှာတော့မဟုတ်တော့ပါဘူး။ သောမတ်နဲ့မာတာတို့မရှိတော့ချိန်မှာ Wayne Enterprise နဲ့တခြားမိသားစုပိုင်းစီးပွားရေးအားလုံးအတွက်ရှစ်နှစ်သားလေး Bruce ကတာဝန်ယူစရာဖြစ်သွားပါတယ်။ကလေးတယောက်အနေနဲ့အဲ့ဒီလိုစီးပွားရေးတွေကိုစီမံနိုင်စွမ်းမရှိပါဘူး။ဒါပေမဲ့သူတို့ကုမ္ပဏီကနည်းနည်းလေးတောင်စီးပွားရေးဥစိုက်သွားတာမျိုးမရှိတာဟာ Alfred ရဲ့အရှိအချင်းတွေကြောင့်ပါ။ Bruce ကလေးဘဝမှာရော16နှစ်ပြည့်လို့ကဘာပတ်ပြီးတိုင်းလိုက်တဲ့နှစ်တွေမှာရော Alfred က Wayne မိသားစုနဲ့ပတ်သက်သမျှအားလုံးကိုအကောင်အတိုင်းရှိနေစေပါတယ်။ သူသားညရင်တခြားရှယ်ယာရှင်တွေလက်ချက်နဲ့ဘရုဇက်ဘွားကလုံမပါသွားမှတည်ကြပါရည်စီးပွားရေးလောကဆိုတာဖြန့်ကျဖို့ဂရုံးမော်ထိတ်ကွက်ဖို့ပဲစဉ်းစားနေကြပေမဲ့အဲလ်ဖရက်ကိုဘယ်စီးပွားရေးသမားကမှမကြော်နိုင်ခဲ့ပါဘူးစစ်ပြန်တရားအနေနဲ့ဒီလိုအရေးချင်းမျိုးရှိတာကတော်တော်ချီးကျူးစရာကောင်းပါရည်ဆယ်စုနှစ်တွေအများကြီးရှေးကြတက်တန်းရှိတဲ့ဇက်ကောင်ဟောင်းကြီးတွေမှာတစ်ခုတည်းပိုတဲ့ origin တွေရှိတာကတော့ထုံးစံပါအဲလ်ဖရက်မှာလည်းမူကွက်ဇလန်တွေရှိပါရည် တခြား timeline လို့ပြောရမယ်နောက်ထပ် origin တခုမှာတော့ Alfred ကသူ့သဘောနဲ့သူ Wayne အိမ်တော်ရဲ့အိမ်တော်ထင်းဝင်လောက်တာမဟုတ်ပါဘူး။သူ့အဖေ Jarvis ကကိုယ်တိုင်တိုက်တွန်းလို့အဖေဆုံးသွားချိန်မှာအဖေစကားနားထောင်တဲ့အနေနဲ့ Wayne အိမ်တော်ကိုရှောက်လာတာဖြစ်ပါတယ်။သူရောက်လာချိန်မှာ Bruce က Batman ဖြစ်နေပြီလို့ Dick Grayson ကိုလည်းမျှဝေထားပြီးသားဖြစ်ပါတယ်။ Bruce နဲ့ Dick က Batman နဲ့ Robin မှာ Alfred ကမသိပါဘူး။ Bruce တို့ကလည်းသူ့ရဲ့ secret identity တွေပေါ်ပေါ်မှာဆိုလို့အိမ်တော်ထင်းရှိတာကိုမကြိုက်ပါဘူး။ တရက်မှာလူတယောက်ညီးနေတဲ့အတန်ကြားလို့ Alfred ကအတန်ကြားရကိုလိုက်ရှာရင် Batcave ထဲလျှောက်လာပါတယ်။ Batman နဲ့ Robin ကိုလည်းဘသူမှမသိတဲ့သူကကြိုးတုပ်ပြီးထားခဲ့တာကိုတွေ့လိုက်ရပါတယ်။အဲ့လိုနဲ့ Alfred ကကြိုးဖြည့်ပေးပြီးနောက် Bruce နဲ့ Dick တို့ရဲ့ Secret Identity တွေကိုလည်းသိသွားပါတယ်။ဘယ် timeline မှာဖြစ်ဖြစ် Bruce က Batman ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ Alfred ကလည်းအိမ်တော်ထင်းတယောက်ထပ်ပေါ်တဲ့တာဝန်တွေရှိလာပါတယ်။ Batman ရဲ့စုကိုပြင်ပေးတာတို့ gadget တွေထိမ့်သိမ်းပေးတာတို့ကိုလိုရပါတယ်။ မစ်ရှင်တစ်ခုပြီးလို့ဘတ်မန်ထိခိုက်လာတာမျိုးဆိုရင်လည်းစိတ်ကူပေးရပါတယ်။ဘတ်မန်ရဲ့မစ်ရှင်တွေမှာလည်းလူဆိုးတွေရဲ့ location ကိုရှာပေးရတာမျိုးနဲ့တခြားမော်နီတာကြည့်ပြီးလုပ်ပေးရတဲ့ကလထိုင်ဘောကပဲဖြစ်လာပါတယ်။အသက်အရွယ်အရဘတ်မန်နဲ့လေ့ကျင့်မပေးနိုင်ပေမဲ့ဘတ်မန်ကို combat training တွေသင်ပေးဖူးပါတယ်။ Alfred ရဲ့စကားတွေက Bruce အတွက်အတူယူစရာဗဟုသုတတွေတော်တော်များများပါဝင်ပါတယ်။ The Dark Knight ရုပ်ရှင်မှာဆိုရင်လည်း Alfred ရဲ့ dialogue တွေကဘတ်မန်ကို motivate ပေးဖို့အထူးတလည်ပြင်ဆင်ပြီးထည့်ထားပါတယ်။ ဆိုလိုတာကတော့ Alfred ကဘတ်မန်အတွက်ခန္ဓာကိုယ်ပိုင်းဆိုင်ရာအသာမကစိတ်ပိုင်းဆိုင်ရာလည်းအကူအညီတစ်ခုဖြစ်ပါတယ်။နောက်ပြီးတည်ငြိမ်ပါတယ်ဆိုတဲ့ Bruce Wayne တော့တခါတလေအားအသင့်ရလောက် Alfred ကတည်ငြိမ်ပါတယ်။တခါတခါမှာတော့ Alfred ရဲ့ dry humor တွေကဘတ်မန်ကိုထာရဲစေနိုင်ပါတယ်။ British တရားမဟုတ်လို့ British သားပြီးပြီးရွှေပြောတတ်တာကလည်းသူ့ style တစ်ခုပါ။ဘတ်မန်ကိုရှယ်အောင်လုပ်နိုင်တဲ့ရှားပါလူသားတွေထဲမှာ Alfred လည်းတယောက်ပါဝင်ဖြစ်ပါတယ်။ဘတ်မန်ကဒုက္ခရောက်တိုင်း Alfred ရေကဲပါအောင်လို့ order ပါတယ်။ အဲ့ဒါကပဲဖန်တွေဟာသားလုံနေကြ Tire Lockdown ဖြစ်လာပါတယ်။ Alfred ကအင်တော်ထိန်အနေနဲ့အင်ကိုရော Bruce ကိုပါထိရတဲ့အပြင် Bruce မွေးသားသမျှ Dick Grayson, Jason Todd, Tim Drake တို့ကိုလည်းထိန်းကျောင်းလာရပါသေးတယ်။သူတို့ကလည်း Alfred ကိုအင်တော်ထိန်တယောက်ထက်အဖိုးတယောက်လိုပဲဆက်ဆံကြပါတယ်။အဲ့ဒါကြောင့် Alfred ဆိုတာ Bat Family အတွက်အရေးကြီးတဲ့မိသားစုဝင်တယောက်လည်းဖြစ်ပါတယ်။ Justice League ထဲကတခြား Super Hero တွေတောင်မှ Alfred ကို respect ထားကြပါတယ်။ဒါကစာရေးဆရာတွေ Alfred ကိုပေးတဲ့ respect လို့ပြောလို့ရပါတယ်။ တို့က Alfred ကိုအိမ်တော်ထင်းအဖြစ်ဆက်ထားပေမဲ့လေးစားလောက်စရာလူကြီးလူကောင်းအဖြစ်ပုံဖော်ကြတာကိုတွေ့ရပါတယ်။2019မှာ Alfred ရဲ့ငယ်ဘဝကိုမြင်ရတဲ့ Penny Wolf ဆိုတဲ့ TV series တစ်ခုထွက်ခဲ့ပါတယ်။အဲဒီမှာဆိုရင် British Special Air Service SAS မှာတာဝန်ထမ်းပြီးသူ့ဘဝကိုအဓိကပြထားပါတယ်။ထုံးစံအတိုင်းပဲ story က comic ထဲကနေတော့အများကြီးကွဲပါတယ်။ဒီထဲမှာ main character ပြီးပြီးတော်တော်လေးကြမ်းတဲ့ Alfred ကိုမြင်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့အဲ့လိုဆဲအေးကားတွေမကြိုက်လို့မကြည့်ပါဘူး။ ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ Alfred တွေ Batman တွေ Bat Family တွေကိုအားရပါရမြင်ခြင်း The Miss Telegram မှာ Batman Animated Movie တွေရော Series တွေရောလာကြည့်လို့ရပါတယ် Movie Channel ဆိုရင်မမကြီးကတက်တက်စာမှုတခါမှမဝင်ထားလိုက်အောင်နဲ့အသစ်ထွက်သမျှကားတိုင်းကိုလည်းစကြည်နိုင်အောင်မှာဖြစ်ပါတယ် Series တွေကတော့အစအဆုံးဘယ်လောက်လဲဆိုပြီးဈေးနှုန်းသတ်မှတ်ထားပြီးသားပါ DC ရဲ့တခြား Animated Series တွေအများကြီးရော Marvel နဲ့ Star Wars တို့လို Animated Series တွေရောရှိသေးလို့ကြည့်ကြင်နာရှင်ရဲ့လာမေးလို့ရပါတယ် ဆက်သွယ်ဖို့အတွက်ကတော့ Telegram link တွေကို description နဲ့ကောမမှာပေးထားပါရယ်ဒီနေ့ဖို့ Adios